ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ထရန့်လန်ဇနာအာနိုလိုဘောတင်းရဲ့ထရန့်လန်ဇနာအာနိုဟာနွေရာသီမှာရီယယ်မက်ဒရစ်အသင်းကိုလိုပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်အင်္ဂလန်ညာနောက်ခံအဆုံးလူအားခုနွေရာသီမှာကစားမပွားတစ်ခုလုံးကုန်ဆုံးလာခဲ့တဲ့လိုဘောအသင်းရဲ့စာချုပ်တရံကုန်ဆုံးမှာဖြစ်ပြီးရီယယ်မက်ဒရစ်အသင်းကိုလိုပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့လာမယ်လို့သတင်းတွေကဖော်ပြနေကြတာဖြစ်ပါတယ် စကိုင်းစပေါ်ရဲ့ဖော်ပြချက်အရရီယယ်မထွက်သေးမှတောင်းချစ်သူတွေဟာဆွေဒနာမှာထရန်လာဇနာအာနိုရဲ့အကိုအပါဝင်ဘိုဇယ်ရီနဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးငောင်းနေစာချုပ်ထုတ်ဆိုဖို့သဘောတူညီရရှိခဲ့ကြောင်းသိရှိရပါသည်။ရီယယ်မထွက်တဲ့နေထရန်လာဇနာအာနိုတို့ဟာပြောင်းရွှေ့ကိုမဝေးတော့တဲ့ကာလအတွင်းမှာလည်းချိန်ညာလာဖို့ရှိနေကြောင်းလည်းသိရှိရပါသည်။လာဇနာအာနိုဟာရီယယ်မထွက်သေးမှတနင်္လာကလစာယူရို15သန်းရရှိမှဖြစ်ပြီးလက်မှတ်ရေးထိုးခြင်းခြေစွမ်းပေါ်မူတည်ပြီးတော့အပေါ်စုခြင်းငွေတွေလည်းရရှိအောင်မယ်လို့သိရှိရပါသည်။ ၎င်းတဲ့ကအခု2024 2025ဘလုံးရာသီမှာ Trailer Center အားနှုတ်ကိုစာကျွေးသည့်ချုပ်ဆိုရေးချိုးပန်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့အကြံချင်းကစင်ကုန်မှုအသစ်ကိုရင်ဆိုင်လိုနေမှုနဲ့အတူပဲချပြီးတော့ Real Madrid ကိုပြောင်းရွှေ့ဖို့ဦးတည်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါဗိုရီယာရဲ့ဖော်ပြချက်အရလာဇနာအာနိုဟာရီယယ်မထွေသေးမှာတပတ်လောက်ကလာစားအဖြစ်ပေါင်2300တီရရှိမယ်လို့သိရှိရပါတယ်။ ရီယယ်မရီအသင်းရောင်းလည်းစနောက်အနုကိုခိုယူပြီးတော့မှကန်စင်ပိုင်းအတွက်နောက်ထပ်အင်အားဖြည့်တင်းမှုအဖြစ်ဘောမောင်အသင်းကစပိန်ရဲ့နောက်ခံစားမဟောက်ဆန်ကိုထပ်မံခိုယူသွားဖို့ရှိပြီးဒီစားမလေးရဲ့စာချုပ်ဖြတ်သိမ်းခြင်းပိုင်းနဲ့ကန့်လန့်မှုတွေစီစဉ်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်ဘလာရရင်တော့အန်ဖီကိုမလာစေနဲ့လို့အာနုကိုပောက်ခွဲနေကြတဲ့လေဘာဘူပရိသတ်များ လေဘောပရိသတ်တွေရာလာမယ့်နေရာဒီမှာရီယမထွေအသင်းကိုပြောင်းရွှေ့ဖို့နေဆက်နေပြီဖြစ်တဲ့အသေးရဲ့နောက်ခံဇာမအာနုကိုဒေါသထွက်နေကြပြီးသူတို့ရဲ့ဒုတိယသင်္ကောင်းဆောင်ယာလီကနေဖယ်ရှားပြီးတော့ယာလီလက်ကျန်ပွဲစဉ်တွေမှာအသုံးမပြုဖို့လူမှုကွန်ရက်ပေါ်မှာဒေါသထွက်တိုက်တွန်းပြောဆိုနေကြပြီဖြစ်ပါလိမ့်အာဒါနဆာချောင်းနေရွေးငလညာနောက်ခံလူအာနိုဟာလဘဘူအသင်းရဲ့ဒီရောက်ဇာမတွေဖြစ်တဲ့မိုဟာမက်ဆာလာဘာနိုက်တို့လိုပဲအခုရာသီကောင်မှာလဘဘူအသင်းရဲ့စာချုပ်တံတန်းကွန်ဆောမှာလည်းပဲဖြစ်ပါလိ ။လောဒင်းအားဆိုပါဇာမ3ရောက်စုံကိုစာကြိုးသေးချုပ်ဆိုဖို့ဆွေးနွေးနေပေမဲ့လက်ရှိအချိန်ထိတော့အဆင်မပြေသေးတာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မတွေ့အသင်းကအနုကိုခေါ်ယူဖို့အသေးအတန်ချိန်ဆက်နေတော့ဖြစ်ပြီးပြည်တဲ့ဇန်နဝါရီလောကဆိုရင်ပေါင်သက်20နဲ့ကန်လန်ငယ်ကြောင်းလည်းသိရှိရပါလိမ့်။ရီယယ်မတ်ထွေတင်ရလာမယ့်ညရသည်မှာအာနိုကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ခေါ်ယူနိုင်မယ်လို့ယုံကြည်နေပြီးစပိန်မီဒီယာအချို့ကတော့အာနိုအနေနဲ့ရီယယ်မတ်ထွေအသင်းရဲ့ပုံကိုကြီးသဘောတူညီရရှိခဲ့ပြီလို့ဆိုနေကြတာဖြစ်ပါလိမ့် ဒီတဲ့ညမယ်လောပိတဲ့အများစုဟာတင်းရငယ်မွေးချမ်းမောက်ဇာမတရားဖြစ်တဲ့အာနုကိုဒေါသပေါက်ကွဲနေကြကြောင်းသိရှိရပါလိမ့်။ဒါကြောင့်လောပိတဲ့အများစုဟာအာနုကိုအခုရာသီမှာအသုံးမပြုတော့ဖို့လူမှုကွင်းရဲ့ပေါ်မှာရေးသားပြောဆိုနေကြတာဖြစ်ပါလိမ့်။လောပိတဲ့တွေကအာနုကိုထပ်မသုံးနဲ့တော့သူ့ကိုနှုတ်ဆက်ခွင့်လည်းမပေးနဲ့။သူ့ကိုကစားခွင့်လည်းမပေးတော့နဲ့။ဖလားရအောင်အန်ဖီကိုသူမလာစေနဲ့။ဒုတိယအသင်းကောင်းဆောင်ယာရုကနေဖယ်လိုက်ပါ။ လုံးဝကိုပွဲစားခွင့်မပေးနဲ့တော့စာသပင်မှတ်ချက်မျိုးစုံရေးသားပြောဆိုနေကြတာဖြစ်ပါလေ။လဇနာနူအသက်6နှစ်အရွယ်မှာလောအသင်းအကယ်ဒမီကိုရောက်လာပြီးတော့အသင်းရဲ့ပြိုင်ပွဲစုံ346ပွဲစားခဲ့ရမှာဆူဘလာ9လုံးအထိရရှိထားသူလည်းပဲဖြစ်ပါလေ။ဆိုတော့ရီယယ်မတွေ့အသင်းဟာကလပ်ကမ္ဘာဗလာမတိုင်းပြီးထွက်လာဇနာအာနုကိုခေါ်ယူအစင်းတဲ့ဖြစ်နေပြီလည်းပဲဖြစ်ပါလေ အဒါနဲ့၁၆နှစ်ပြည့်လေဘဝဝိညာဉ်တော်ခံလူအားနွေရသည်မှာရီယမထွေအသင်းကိုတပတ်လောက်ကလာစားပေါင်း၂၄၀၀၀တန်း၅နှစ်စာချုပ်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီလည်းပဲဖြစ်ပါလိမ့်။လာဇနာအနွေအန်ဖီစာချုပ်ဟာဇွန်လ၃၀ရက်နေ့မှာကုန်ဆုံးမှာဖြစ်ပြီးကလပ်ကဘလာမတိုင်ခင်ပွဲစဉ်ဟာဇွန်လ၃၅နှစ်မှာစတင်ကျင်းပမှာဖြစ်ပါလိမ့်။ဒါကြောင့်လဲရီယမ်မထွေအသင်းကဇွန်လ၁ရက်နေ့မှာပဲထွက်လန်စရာအနုကိုခေါ်ယူပြီးတော့ကလပ်ကဘလာပြိုင်ပွဲမှာအသုံးပြုနိုင်စေရေးသဘောတင်ကိုပေါင်း၅သန်းဝန်းကျင်ပေးလာရဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့်။ အမေရိကန်ရောရီယယ်မက်ထွေအသင်းကဇန်နဝါရီလတုန်းက6လစာချုပ်နဲ့တရန်တိုးပြီးကြံရှိရတဲ့အချိန်မှာထရန့်လန်စနာအနုကိုပေါင်သန်း20နဲ့ခိုးယူဖို့ကန့်လန့်ခဲ့တာဖြစ်ပါလိမ့်။ဒါကြောင့်လေလဘောအသင်းကအာနီစလော့ရဲ့လက်ထက်ပထမဆုံးပရီးမီယာလိဖလာဆကူနိုင်ရီအထောက်ပံ့ဖြစ်စေဖို့အတွက်ဒုတိယအသင်းကောင်းဆောင်ကိုဆက်ထိန်ထားဖို့အဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါလိမ့်။လဘောအသင်းကထရန့်လန်စနာအနုကိုတလဆော့ပြီးလလွေရမှာဖြစ်လို့ပေါင်9သန်းခန့်ရရှိလာမှာဖြစ်တယ်လို့သူ့ရဲ့လောကလောက်စာဖြစ်တဲ့တပတ်လောကလောက်စာပေါင်3000လေးတောင်းလဲသက်သာလာအောင်မှာလည်းဖြစ်ပါလိမ့်။ အလဇနာနဝါသား6နှစ်အရွယ်ကလေးကလဘောဘသိန်းကိုရောက်ရှိလာတာဖြစ်ပြီးသူ့အတွက်လဘောဘသိန်းအတွက်နောက်ဆုံးဇာတ်ရက်ပွဲဟာမေလ25ရက်နေ့ Crystal Palace နဲ့ပွဲစဉ်ဖြစ်လာတော့မှလည်းဖြစ်ပါလိမ့်နော်ဝီရီယမ်ထွေအသင်းကိုရောက်ရင်သူ့ရဲ့စိတ်ကြံနံပါတ်ဝစ်စင်ခွင့်ပိတ်ပင်ခြင်းခံရနိုင်တာလည်းပဲဖြစ်ပါလိမ့်။လဇနာကတော့လဘောအသင်းကိုရောက်လာခဲကကျောင်းနံပါတ်66ကိုဝစ်စင်ကစားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့သူဟာဘာလင်ယူကိုပြောင်းလာတဲ့အချိန်မှာတော့ဒီကျောင်းနံပါတ်ကိုဝစ်စင်ခွင့်ရရှိလာမှာတော့မဟုတ်ပါဘူး။ လာလီဂါရဲ့စီးမီးအရာဇာမအများအနေနဲ့ဂျော်နမတ်၁ကနေဂျော်နမတ်၂၅အတွင်းယူရေးချေနိုင်တာလည်းပဲဖြစ်ပါလိမ့်။သဘောတည်းမှာ၂၀တနေ့ကျော်ဇာလာကတဲ့ထွက်လန်ဇနာအာနိုဟာရီယယ်မထွေအသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီရရှိထားပြီးဖြစ်ကြောင်းတရင်းနေထွက်ပေါ်လာပြီးတဲ့နောက်လဘောတည်းရဲ့ပြိသက်တွေကလည်းတတ်ခတ်မှုခံရတာလည်းပဲဖြစ်ပါလိမ့်။ပြိသက်ချိုးကဆိုရင် သူ့ကိုရာသီကုန်ထိပဲပွဲစားခွင့်မပေးတော့ဘူးတောင်းပြောနေကြတာလည်းပဲဖြစ်ပါလိမ့်။ အင်္ဂလန်လက်ဝိစင်ဇာမာလက်ရှိရာသီမှာဒဏ်ရာကြောင့်နာယူနေရပြီးအေဘလာ၂ရက်နေ့အေဘရန်သင်းနဲ့မာဆေးဆက်ဒါဘီပွဲစဉ်ကိုလွဲလျှော်လာအောင်မှာလည်းပဲဖြစ်ပါလိမ့်။ဥရောပထေသီလိကြီး၅ခုမှာဂိုးအများဆုံးတွင်းယူထားတဲ့ဇာမတယောက်ဖြစ်လာတဲ့အာလင်းဟာလန်အာလင်းဟာလန်ကနော်ဝေသင်းအတွက်၄၀ပွဲစားထားရမှာဂိုးပေါင်း၄၀တွင်းယူထားနိုင်ပြီးနောက်ဥရောပထေသီလိကြီး၅ခုမှာဂိုးအများဆုံးတွင်းယူထားတဲ့ဇာမအဖြစ်ယက်တီလာခဲ့ပြီးဖြစ်ပါလိမ့် ယမနီကအစ္စရေးကို၄ခုနှစ်ခုနဲ့နိုင်ရောက်ရှိခဲ့တဲ့ပွဲမှာနှစ်ခုသွင်းယူနိုင်ပြီးနောက်ရောဘတ်ထေသီလီကြီး၅ခုမှာခုရာသီမှာကလပ်နဲ့နိုင်ငံအသင်းတွေကိုအများဆုံးသွင်းယူထားသူအဖြစ်ရည်တည်လာခဲ့တာဖြစ်ပါလိမ့်ယမနီကစရီကိုနိုင်ရခဲ့တဲ့ပွဲမှာနောက်ထပ်ထူးထူးခြားခြားထေသွန်းပြသူကတော့မာလီအိုဒီကက်လည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်အသင်းကောင်းဆောင်ဟာလိုင်းရဲ့အတွင်းကိုနှစ်ခုဆုံးကိုဖန်တီးပေးခဲ့တဲ့အပြင်အက်ဒရတီကိုစတာအလာဇနာဆိုရောရဲ့ဂိုးကိုလည်းဖန်တီးပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ။ဟာလန်အခုရာသီမှာကလပ်နဲ့နိုင်ငံသင်းအတွက်46ပွဲစားခဲ့ရမှာ38ကိုသွင်းပြီး9ကြိမ်ဖန်ပြီးပေးတာကဥရောပထိပ်သီးနေကြီး၄ခုမှာဂိုးအများဆုံးသွင်းယူထားသူအဖြစ် EFD နေလာလည်းပဲဖြစ်ပါလိမ့်။အာလီယန်လည်းနိုင်ငံကပွဲစဉ်မှတိုင်ပြီးဗရိုက်တန်သေးတဲ့နှစ်ခုစီတီးကြောက်တဲ့ပွဲစဉ်မှာလည်းဗရန်ဒီကလည်းတစ်ဆင့်ကိုသွင်းယူနိုင်ခဲ့ပြီးတော့ပရီးမီယာလိမှာပွဲပေါင်း94ပွဲပါဝင်ကစားခဲ့ရမှာ84ကိုသွင်းပြီး16ကြိမ်ဖန်ပြီးပေးထားတာဖြစ်ပါလိမ့် ်သူဟာသဲမကြမီကာလာတွင်းမှာပဲအမြန်ဆုံးပရီးမီယာလိဂ်ရာပြည့်သွင်းနိုင်သူအဖြစ်မှတ်တမ်းရေးထိုးလာနိုင်မှုလည်းပဲရှိနေပါလိမ့်။လက်ရှိပရီးမီယာလိဂ်သမိုင်းမှာအမြန်ဆုံးကိုရာပြည့်သွင်းနိုင်သူအဖြစ်အလန်ရှီယာက1965ခုနှစ်တုန်းကပွဲပေါင်း100နဲ့မှတ်တမ်းရေးထိုးထားတာလည်းပဲဖြစ်ပါလိမ့်။အာလီဟနာအခုရာသီမှာပရီးမီယာလိဂ်ပွဲ28ပွဲမှာ22ဂိုးသွင်းယူထားတာလည်းပဲဖြစ်ပါလိမ့်။မန်စီးတီးရဲ့လာမယ့်မန်လာ30နှစ်မှာဖေဗူလာကွာတာဖိုင်နယ်ပွဲစဉ်အဖြစ်ဘောမောင်တင်တဲ့ယူရန်ဆိုင်ကစားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ မာဂန်ရက်စ်ဖိုးရဲ့နေရာကိုအစားထိုးဖို့အတွက်ထရင်ကောက်ကိုခေါ်ယူပေးဖို့အသင်းကိုတောင်းဆိုထားတယ်ရော့ဒန်နီးပြအာမိုရီနေပြအာမိုရီကမာဂန်ရက်စ်ဖိုးရဲ့နေရာမှာအစားထိုးဖို့အတွက်စပိုလင်းလက်စပိုလင်းရဲ့တောင်းမန်ဇာမာထရင်ကောက်ကိုခေါ်ယူပေးဖို့အသင်းကိုတောင်းဆိုထားကြောင်းသိရှိရပါသည်နေပြအာမိုရီကစတိုမီလာအသင်းနဲ့ကိုငှားချထားတဲ့မာဂန်ရက်စ်ဖိုးနဲ့ဂျေဒီသင်းနဲ့ကိုငှားချထားတဲ့ဂျီရန်ဆန်ချီတို့ကိုအသင်းကိုပြန်လည်ခေါ်ယူလို့ခြင်းမရှိဘဲရောင်းထိုးဖို့သာဆန္ဒရှိနေကြောင်းသိရှိရပါသည် ။ဒါပြင်ဇာမားတွေကိုယ်တိုင်ကလည်းရတရာသင်းထံကိုပြန်လာလိုခြင်းမရှိကြောင်းတရင်တွေထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။ဒီနေ့မှနေပြအမော်ရင်ကတဲရန်တာမန်နဲ့စစ်နေရာကိုအင်အားဖြည့်တင်းမှုအတွက်ထွင်ကားကိုမျက်စိကြောင်းနေတာလည်းပဲဖြစ်ပါလေ။အသရဆန်ကားနေရွေးပေါ်လီတာမန်ဇာမာထွင်ကားကိုအစပိုရင်လစ်ဖွန်အသင်းမှာနေပြအမော်ရင်နဲ့နှစ်ရာသီကျော်ကြာလက်တွဲခဲ့ပူးသူလည်းပဲဖြစ်ပါလေ။သူဟာစပိုရင်လစ်ဖွန်အသင်းအတွက်အခုရာသီပြိုင်ပွဲစုံ43ပွဲကစားခဲ့ရမှာကိုကိုသွင်းယူထားတာလည်းပဲဖြစ်ပါလေ။ တွင်ကဝါဘာစီလိုနာအသင်းနဲ့ဦးအသင်းတို့မှာကစားကပ်မှုပြီးဘဲညာတော်မန်နှစ်ပတ်လုံးမှာကစားနိုင်သူတယောက်လည်းပဲဖြစ်ပါလိမ့်။အခုကမှတော့နေပြမော်ရင်ကသူ့ကိုခေါ်ယူဖို့ယူရတဲ့အသင်းရဲ့တာဝန်ရှိသူကိုတောင်းဆိုထားတယ်လို့သိရှိရပါလိမ့်။မာဒိုမီနိုကိုရောင်းထုတ်လိုက်လို့ယူရတဲ့အသင်းတို့နောက်တရနိုင်ပြီလို့ဖွင့်ရပြောဆိုလိုက်တဲ့ဂရမီဆောင်းနဲ့ဘောလုံးရဝေဖန်သုံးသက်သူအဖြစ်ဆောင်းနေတဲ့လဘောက်တင်းရဲ့ကတော်ဝင်ဂရမီဆောင်းနဲ့ကမာဒိုမီနိုကိုရောင်းထုတ်ခြင်းအတွက်ယူရတဲ့အသင်းတို့နောက်တရနိုင်လောက်ပြီလို့ဖွင့်ရပြောဆိုလိုက်ပါလိမ့်။ ဘိုင်ရန်ရဲ့အသင်းအသင်းရဲ့ငွေချမ်းပေါဖြစ်တဲ့မတ်တိုမီနီကိုပြည်တဲ့နွေရာသီမှာနာပိုလီအသင်းကိုပေါင်၂၅သန်းနဲ့ရောင်းထုတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။မတ်တိုမီနီအခုရာသီမှာခြေစွမ်းပြသနေပြီးစီးရီ၂၆ပွဲမှာ၆ဂိုးအသွင်းပြီးဂိုးပန်နိမှု၄ချိန်ပြုလုပ်ပေးထားပြီးတော့နာပိုလီအသင်းမှာစီးရီချန်ပီယံဆုအတွက်အင်တာမီလန်အသင်းနဲ့အပြိုင်ဖြစ်နေတာလည်းပဲဖြစ်ပါလိမ့်။ရတဲ့အတင်းကတော့ခုရာသီပရီးမီးယားလိဂ်အဆင့်ဆက်သုံးနေရာမှာရောက်ရှိနေတာဖြစ်ပြီးယူဘာလီဖလာမရဘူးဆိုရင်တော့လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့တော့ရယ်ရှော်ရောက်ဖွယ်လည်းပဲရှိနေတာဖြစ်ပါလိမ့်။ ရမီဆောင်းတဲ့ကကက်စမီရိုနဲ့ဥကာဒေတို့အတွက်ငွေကြေးများစွာသုံးဆွဲခဲ့ပြီးမတော်မီနစ်ကိုရောင်းထုတ်ခဲ့ခြင်းအတွက်ရတဲ့အသင်းအနေနဲ့နောက်ထပ်ရောက်နေလာပြီလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။မတော်မီနစ်လိုအရန်ကိုစူးစမ်းပြီးတော့အလုံးလုံးတဲ့သူကိုရောင်းထုတ်လိုက်တာအရန်ကိုမှားပါလိမ့်။သူတို့နောက်ထပ်ရနေလာပြီလို့ကျွန်တော်ထင်တယ်။သူ့ရဲ့လက်စားကလည်းပြောပါလောက်တဲ့ပမာဏမှမဟုတ်တာ။ပြီးတော့ကက်စမီရိုနဲ့ဥကာဒေနှစ်ယောက်လုံးပေါင်းရင်ပေါင်းတန်း၁၀၀ပေးရှိခဲ့ရတာလိမ့်။ ကက်စမီနိုကိုဒီပတ်လောကလာစားပေါင်း3,800တောင်ပေးချေနေရတာကယူရိုတဲ့အသင်းရဲ့မှားယူတဲ့ဆုံးဖြတ်ချက်တွေပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။မိုးဆလာကိုတရန်တိုးနိုင်မှုစ조사တင့်နေပြီလို့ဖွင့်ရပြောဆိုလိုက်တယ်မိုက်ကယ်အိုဝင်။လဘောသိန်းရတဲ့ငယ်မွေးချမ်းပါဖြစ်တဲ့လန်ဇနာအနုကိုရီယမ်မတ်ထွေအသင်းတံကိုလက်လို့ရဖို့တေးရသလောက်ရှိနေပြီလည်းပဲဖြစ်ပါတယ်။ဒါပြင်သူနဲ့အတူမိုဟာမက်ဆလာဘာနန်တို့ကိုလည်းလက်လို့ရဖို့ရာကနုံများနေရလည်းပဲဖြစ်ပါတယ်။ ဒါပဲလဘောင်သိန်းရဲ့ဇာမဟောင်းတယောက်ဖြစ်တဲ့မိုင်ကယ်အိုဝင်ကတော့အသင်းအနေနဲ့မိုဟာမက်ဆာလာကိုစာချုပ်တရံတိုးချုပ်ဆိုနိုင်ဖို့ကြိုးပမ်းသင့်နေပြီလို့ပွဲမွင့်လင်းလင်းပဲဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်မော်ဘဲဆလာဒီယာဒီမှာလဘောင်းသိန်းအတွက်ပြိုင်ပွဲစုံ43ပဲစားထားရမှာ32ကိုသွင်းယူပေးထားပြီး22ကိုတိဂိုးပန်နေမှုပြုလုပ်ပေးထားတာလည်းဖြစ်ပါလိမ့် ဒီလိုတောပေါင်းနေတဲ့မိုဟာမက်ဆာလာလမောအသင်းနဲ့သာကစားမဘောက်ကိုဆက်လက်ဖြတ်သန်းကြည့်နေလို့လဲအိုဝင်ကယုံကြည်နေပြီးဒါကိုအသင်းအနေနဲ့စာချုပ်ထုတ်ဆိုဖို့အတွက်အလေးနက်ထားစဉ်းစားသင့်ပြီလို့ဖွင့်ရပြောဆိုကြတာဖြစ်ပါလိမ့်။မိုဟာဆာလာကလည်းကိုစိတ်ဝင်စားစရာပါပဲကျွန်တော်ထင်တာတော့မိုဟာဆာလာဆက်ရှိကျင်းနေတယ်လို့ထင်ပါလိမ့်။တကယ်သူဆက်ရှိကျင်းနေတယ်ဆိုတာသေချာသလားပဲ။လောဘတွေနဲ့စီမင်းစည်းကမ်းတွေကိုနည်းနည်းလောက်ပြောင်းလဲသင့်ပြီလို့ကျွန်တော်ထင်တယ်။သူတို့ကဒီအသက်အရွယ်ဈာမတွေအတွက်စာချုပ်တရံကိုနှစ်နှစ်ပဲပေးမယ်လို့ပြောနိုင်ပါလိမ့်။ ဒါပေမဲ့လည်းသူဟာသာမန်ဇာမတက်ရောက်မဟုတ်ပါဘူး။သူဟာတန်းခံမှုအပြည့်ရှိပါလိမ့်။အောက်ကစားနဲ့မြုံနဲ့ထားသူတရားဖြစ်ပါလိမ့်။အယံကို professional ဆန်ပါလိမ့်။နောက်3နဲ့4နှစ်မှာသူ့ကိုလက်ရှိအဆင့်မှာမရှိတော့ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူး။သူဟာမယုံကြည်နှမ်းလောင်းအောင်ထူးချွန်ပါလိမ့်။ဒါကြောင့်ကျွန်တော်ကတော့စီးမင်းတွေကိုပြောင်းလဲအသင့်ပြီးတော့သူ့ကိုစာချုပ်ပေးမယ်။စာချုပ်တရံကိုလည်းဒိုးပေးမယ်။သူဟာရန်ကိုထူးချွန်ပါလိမ့်။သူနဲ့လီပလာပြရမယ်ဆိုပြီးပြောတဲ့ပြဿနာမျိုးတော့မဟုတ်ပါဘူး။ ။ဘာလို့လဲဆိုတော့အတင်းကိုအနေနဲ့မှာထားလို့မရပါဘူး။ဒါပေမဲ့အခုအဆင့်ကိုမရောက်သေးဘူးလို့ကျွန်တော်ထင်ပါတယ်လို့ Michael Owen ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ခင်ဗျားတို့အနေနဲ့သူ့ကိုစားတော့ဖို့ဆိုလို့ရှိရင်အများကြီးပိုးပြီးကုန်ကြနိုင်ပါလိမ့်။တဲမှာစားနိုင်မယ်ဆိုရင်သူ့အတွက်ပြောင်းရွှေ့ကြေးပေးစရာမလိုတော့ပါဘူး။ဒါကြောင့်သူ့ကိုစားထိန်ထားဖို့ဘာပဲလုပ်ရလုပ်ရလုပ်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါလိမ့်။သူ့ကိုဆက်ရှိဈေးကျင်တယ်လို့ကျွန်တော်ထင်ပါလိမ့်။ဒါပဲလေဗျာသတင်းရင်းမြစ်တွေအရာသူတို့အခုအတော်လေးကိုလှမ်းဝေးကွာနေတယ်လို့ကျွန်တော်သိရတယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ ကျေးဇူးတင်ပါတယ်ဘယ်သက်မြလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ